မင်္ဂလာပါရှင်ပထမသတင်းသဘောအအနေနဲ့ရွေးကောက်ပွဲမလုံလိုက်တဲ့ဂရင်းဒီကျေးရွာစည်ရင်ကိုစစ်တပ်ထုတ်ပြန်ဒေတာကန်တို့ရဲ့စန့်ကျင်မှုလည်းမြင့်တက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်ဂရင်းဒီပြည်နယ်အတွင်းစစ်တပ်ရွေးကောက်ပွဲပြုလုပ်မဲ့မြို့နယ်၄ခုအတွင်းကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ကျေးရွာတွေကိုစစ်တပ်ကဒီဇင်ဘာလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ် အဲ့ဒီထုတ်ပြန်ချက်မှာဘောလခင်းမြို့နယ်အတွင်းကျေးရွာအုပ်စုဆယ်စုလိုင်ကော်မြို့နယ်အတွင်းကျေးရွာအုပ်စုနှစ်စုဒီမော့ဆိုမြို့နယ်အတွင်းကကျေးရွာအုပ်စု26စုနဲ့ဖရူဆိုမြို့နယ်အတွင်းကကျေးရွာအုပ်စု73စုတို့ပါဝင်ပြီးတော့ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိဘူးလို့ဆိုထားပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာ စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်းတမဘောလခဲမြို့နယ်နဲ့လွန်ကော်မြို့နယ်တို့မှာပြုလုပ်မှာဖြစ်ပြီးတော့ရွေးကောက်ပွဲအပိုင်းနှစ်ကိုဒီမော့ဆိုမြို့နယ်နဲ့ဖရူဇိုမြို့နယ်တို့မှာပြုလုပ်မှာဖြစ်တယ်လို့ကြေညာထားပါတယ်။အဲ့ဒီမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူလူထုကလည်းစစ်တပ်ရွေးကောက်ပွဲအားစံကျင်ကြောင်းဆန္ဒဖော်ထုတ်တဲ့ကမ်ပိန်းတွေကိုလည်းပြုလုပ်လျက်ရှိပါတယ်ရှင်။ မင်္ဂလာပါရှင်ဒုတိယသတင်းသဘောအနေနဲ့စစ်တပ်ကကရင်နီပြည်နယ်မြို့နယ်၅ခုကိုစစ်ကြောင်း၃ကြောင်းစီနဲ့စစ်ကြောင်းထိုးနေတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်ကရင်နီပြည်နယ်မြို့နယ်၅ခုကိုအာနာသိန်းစစ်တပ်ကအ ਨੇ ဆုံးစစ်ကြောင်း၃ကြောင်းစီနဲ့စစ်ကြောင်းထိုးနေတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံသားအေဆုကပြောပါတယ် အလိုစစ်ကြောင်းထိုးနေတဲ့အတွက်ပြည်သူတွေအနေနဲ့လည်းလုံခြုံရေးသတိရှိဖို့လည်းတိုက်တွန်းထားပါတယ်စစ်တပ်ကသူတို့ဥဆောင်ကျင်းပမဲ့ရွှေကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီးတော့ Greenie ပြည်နယ် Lion Go Bullet Care Fruzo Demo ဆိုတို့မှာကျင်းပမှာဖြစ်တယ်လို့ကြေညာထားပါတယ် ရွှေကောက်ပွဲကျင်းပရေးနယ်မြေပြန်လည်ရရှိဖို့အတွက်ကရီနီပြည်နယ်ကိုအင်အားအလုံးအင်းနဲ့စစ်ဆောင်ထိုးနေပြီးတော့အရက်သားပြမှတ်တွေကိုလည်းလေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။ပြီးကြတဲ့ဒီဇင်ဘာ2ရက်နေ့ကလည်းပင်လောင်းဖေခုံနယ်စပ်တောင်စလုံးကျေးရွာကိုစစ်တပ်စစ်ဆောင်ဝင်ရောက်လာခဲ့ပြီးတော့နေအင်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ ်မင်္ဂလာပါရှင်နောက်ထပ်သတင်းသဘောအနည်းနဲ့လိုင်ကုံမြို့နယ်မှာစစ်တပ်ရွှေကောက်ပွဲဆန့်ကျင်ရေးပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်ဂရင်းနီပြည်နယ်လိုင်ကုံမြို့နယ်အတွင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ပြီးတော့စစ်တပ်ရွှေကောက်ပွဲဆန့်ကျင်ရေးကမ်ပိန်းပြုလုပ်ခဲ့တယ်လို့ဂရင်းနီပြည်လူငယ်များသမဂ္ဂ UKSY ကထုတ်ပြန်ထားပါတယ်လိုင်ကုံမြို့နယ်အတွင်းစစ်တပ်ရွေးကောက်ပွဲစံကျေးရေးကမ်ပိန်းကိုဒီဇင်ဘာလ3ရက်နေ့မှာဒုတိယအကြိမ်မြောက်ပြုလုပ်ခဲ့ပြီးတော့ နိုဝင်ဘာလ25ရက်နေ့ကလည်းဝိုင်းကောအရှိစံတနီယာမှာပြုလုပ်ခဲ့ပါတယ်စစ်တပ်ရွေးကောက်ပွဲစတင်ဆောင်ကမ်ပိန်းမှာတင့်မဲဆောင်လူတက်ခွင့်မပြုနဲ့လူထုအားတက်ဖြတ်နေတဲ့စစ်အာဏာရှင်မင်းအွန်လိုင်းကြဆုံးစေလေရင်စီစီးစစ်မှုအရေးယူပိတ်သိမ်းပေးရန်အတူရောင်ရွေးကောက်ပွဲအလိုမရှိစားဖြန့်ကောင်းဆောင်မင်းအွန်လိုင်းကိုအ мян ဖမ်းပါစားတဲ့စားရန်နေကင်ဆောင်ပြီးတော့ဇပ်ပုံကမ်ပိန်းတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အာနာသိန်းစစ်တပ်က2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာရေကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားပြီးတဲ့နောက်ဂရီနီပြည်နယ်အတွင်းကိုဗတ်ပေါင်းစုံကနေစစ်ကြောင်းထိုးတိုက်ခိုက်လျက်ရှိပါတယ်စစ်တပ်ကရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလပိုင်းနဲ့2026ခုနှစ်ဇန်နဝါရီလပိုင်းတို့မှာအပိုင်းနဲ့ပြုလုပ်သွားမှာလို့ကြေညာထားပြီးတော့ရွေးကောက်ပွဲအပိုင်းတည်တဲ့လွန်ကွန်နဲ့ဘောလခဲမြို့နယ်တို့ပါဝင်ပြီးတော့ အပိုင်းနှစ်မှာဒီမော့ဆူနဲ့ဖရူဆူမျိုးနယ်တို့ပါဝင်တယ်လို့ကြေညာထားပါတယ်ရှင်မင်္ဂလာပါရှင်။နောက်ထပ်သတင်းသဘောအနေနဲ့ဖရူဆိုအနောက်ချက်မှာຫນွေဥတော်လန်ရေးအာစာနီကောနှစ်နှစ်ပြည့်အခမ်းအနားပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ဂရင်းနီပြည်နယ်ဖရူဇိုမြို့နယ်အနောက်ဘက်ခြမ်းမှာနှွေဦးတော်လန်ရေးအာစာနီကောနှစ်နှစ်ပြည့်အခမ်းအနားကိုဒီဇင်ဘာလ9ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့ဂရင်းနီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦး KMPL အမှတ်642တယင်းမှုရဲပေါ်မူကီကပြောပါတယ်အခမ်းအနားမှာတပ်ပေါင်းစုရဲ့အလန်တော်ကိုအလေးပြုခြင်းစဆုံသွားတဲ့အာစာနီသူရဲ့ခေါင်းများကို အလေးပြုခြင်း ကြဆုံရဲဘော်များကိုအလေးပြုခြင်းနဲ့သက်ဆိုင်ရာအဖွဲ့အစည်းမှမိကွန်းပြောကြားခြင်းတွေကိုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအခမ်းအနားမှာ Greenie ပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF ခရင်နီအမျိုးသားငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ KMPTP ခရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDN နဲ့ Free Burma Ranger တို့ကသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေအပါအဝင်ပြည်သူလူထုများပါစုစုပေါင်းလူဦးရေတက်ရောက်ဝင်းစစ်တက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်မင်္ဂလာပါရှင် နောက်ဆုံးသတင်းသဘောအအနေနဲ့ဒီပင်းရင်မြို့နယ်ကိုစစ်သက်ပုံစံအရက်သား၁၈ဦးပွဲစဉ်ပြီးတေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။စကိုင်းတိုင်းဒီပင်းရင်မြို့နယ်အမေရိကန်စေးရွာအတွင်းကိုစစ်သက်ကဂျက်ဖိုက်တာဖြင့်ပုံစံတိုက်ခိုက်ခဲ့တာကြောင့်အရက်သား၁၈ဦးပွဲစဉ်ပြီးတေဆုံးခဲ့တယ်လို့ဒီပင်းရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအာဖာကထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ9ရက်နေ့ည8:00နာရီဝန်းကျင်မှာဒီပေရင်မြို့နယ်အမေရိကန်စေးရွာအသွင်းကိုစစ်တပ်ကဂျက်ဖိုက်တာဖြင့်ပုံစဲတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်အဲ့ဒီဘုံစဲတိုက်ခိုက်မှုကြောင့်အသက်9နှစ်အောက်ကလေးငယ်2ဦးနဲ့အမျိုးသမီးများအပါအဝင်အရက်သား18ဦးပွဲချင်းပြီးတေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဒါပြင်ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးတော့စိုးရိမ်ရသူများလည်းရှိကနေအိမ်အဆောက်အအုံများလည်းပျက်စီးသွားတယ်လို့အသိပေးထားပါတယ်ရှင်။